ချစ်တော်သောတာရှင်ဓမ္မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်သေးလေးဖြစ်ပါစေယခုလိုမင်္ဂလာရှိတဲ့အချိန်ခါတာမညလေးမှာတင်တော်နဲ့တူပြန်လဲတွေ့ဆုံရတဲ့အတွက်ကြောင့်အထူးပဲဝမ်းသာပါတယ်ချစ်တဲ့မိတ်ဆွေများလည်းပဲဖရာသခင်ရဲ့ကောင်းချီးတဲ့များခံစားရပြီးတော့အရောက်တိုင်းရှင်လန်းဝမ်းမြောက်နိုင်ကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းတဲ့သတင်းစကားကတော့ကျွန်တော်အားလုံးကဆိုရှင်ဖရာသခင်ရဲ့အလိုတော်ကိုနာခံဖို့ရန်အတွက်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာ လုံးဝကယ်တင်ခြင်းစုကျေစုကိုရရှိဖို့ရန်အတွက်အဓိကလောက်ရမယ်အချက်ကတော့ရှင်ဘာလဲဆိုတာကိုဒီနေ့ချစ်တဲ့မိတ်ဆွေတို့ကိုပေါ်ပြပြီးတော့နှုတ်ကပတ်တော်အားဖြင့်သွန်သင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ချစ်တဲ့မိတ်ဆွေပေါ့နော်ဒီနေ့ပေးသွားမယ့်သတင်းစကားကတော့ယုံကြည်ခြင်းသည်နားထောင်ခြင်းနဲ့တွန်တွဲနေပါတယ်။နော်။ယုံကြည်ခြင်းသည်နားထောင်ခြင်းနဲ့တွန်တွဲနေပါတယ်ဆိုတော့နှုတ်ကပတ်တော်ကိုပေးသွားမှာဖြစ်ပါတယ်။ချစ်တဲ့မိတ်ဆွေပေါ့လို့ဒါကြောင့်ဒီနေ့ဖခင်သခင်ကိုယုံကြည်တယ်ဆိုရင်ကျွန်တော်အားလုံးကနားထောင်ခြင်းဆိုတာအမြဲတမ်းပဲ ဒွန်တွဲပြီးတော့ပူးတွဲပြီးတော့သွားနေရမှာဖြစ်တယ်။နားထောင်ကျွန်တော်ကယုံကြည်တယ်ပြောပြီးတော့နားမထောင်ဘူးဆိုလို့ရှိရင်တော့အဲ့ဒီဒွန်တွဲပြခြင်းမရှိဘဲနဲ့ကျွန်တော်အားလုံးကဆိုရှင်တိချားသည်ဖြစ်နေမယ်ဆိုတော့ချစ်တတ်မိတ်ဆွေအဲ့ဒါကဆိုရှင်ကျွန်တော်အားလုံးကယုံကြည်သူတယောက်အနေနဲ့လုံးဝဖရားရဲ့ရှေ့တော်မှာမှာတော့ကလူသူရှေ့မောင်းရဲ့ရှေ့တော်မှာမှာတော့ကဘလုံးမှယုံကြည်သူတယောက်လို့ပြောလို့ရမှာမဟုတ်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်ဖရားသခင်ကိုစိတ်လုံးကျွေးမဲ့နဲ့ယုံကြည်တယ်ဖရားသခင်ကိုတကယ်ကိုးစားတယ် တကယ်ဘုရားသခင်ကိုကိုးကွယ်တယ်ယုံကြည်တယ်ဆိုရင်ချစ်တယ်မိတ်ဆွေပါလို့ရမလဲသင်ယုံကြည်ရင်နားထောင်ပါလိုက်လျှောက်ပါလို့တမန်ကျမ်းသာကတုံ့ပြန်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်ဗျာဒိတ်တန်ခိုင်းဆက်လေးပိုင်းငယ်ဆက်နှစ်ကိုကြည့်တဲ့အခါမှာဘလို့ဖော်ပြရလဲဆိုတော့ဘုရားသခင်ပညာတို့ကို၎င်းယေရှု၏ယုံကြည်ခြင်းကို၎င်းစောင့်ရှောက်သောတန်ရှင်းသူတို့သည်ဤရာ၌တိခတ်စရာကြောင်းရှိ၏ဒီနေ့ချစ်တဲ့မိတ်ဆွေပေါ့နော်ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်ယုံကြည်ခြင်းနဲ့နားထောင်ခြင်းကလုံးဝပူးထွေးနေတယ်ဆိုတာကိုဒီနေ့ကျွန်တော်အားလုံးက သိရှိနားလည်းသဘောပေါက်ဖို့ရတဲ့အလုံးမပင်ကြည့်ကြည့်တယ်ဒီနေ့ကျွန်တော်အားလုံးကယုံကြည်တယ်ပြောပြီးတော့နားထောင်ခြင်းအမှုမပြုတ်ချတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်လည်းပဲကျွန်တော်ဖရားရဲ့ကောင်းချီးနေနဲ့လွဲဖယ်နေကြတယ်ဖရားသခင်ရဲ့သားသမီးအဖြစ်ကနေပါဆိုရှင်ကျွန်တော်အားလုံးကဆိုရှင်ဘလုံးမှာယက်တီနိုင်သွားမှရှိပဲနဲ့ကျွန်တော်ရဲ့လောကရေးရပေါ်မှာကျွန်တော်အားလုံးကရေစုံမျောနေကြတယ်เนาะသူတို့ဘာလဲပဲဒီလိုပဲမိယိုးဖလာပုံစံမျိုးနဲ့ကျွန်တော်ဖြစ်နေကြပြီ ဒါယုံကြည်ခြင်းဟာမိယောဖလာပုံစံမျိုးနဲ့ကျွန်တော်အားလုံးကအသက်တာကိုရှင်းတာမဟုတ်ဘူးချစ်တဲ့မိစေပေါ့နော်ယုံကြည်ခြင်းဟာဖခင်နဲ့ကျွန်တော်တို့နဲ့ဆက်ကြားမှာတကယ်အကောင်းမြတ်ဆုံးဖခင်ကိုကိုးစားပြီးတော့အသက်ရှင်သွားဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်။ဒါရှင်မသက်ခရစ်မန်ခန်းကြီး၅ပိုင်းငယ်၁၈ကိုကြည့်လိုက်တဲ့အခါမှာလည်းပဲနှုတ်ကပတ်တော်ကဘလို့ဖော်ပြလဲဆိုတော့အခန်းကြီး၅ပိုင်းငယ်၁၈မှာပညာတိကြနာဂရိကြများကိုဖြတ်ပယ်ခြင်းကငါလာသည်ဟုမထင်ကြနှင့်ဖြတ်ပယ်ခြင်းကငါလာသည်မဟုတ်ပြည့်စုံခြင်းကလာသည်လို့ ခရစ်တော်ကဖော်ပြတာလေဒါကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ခရစ်တော်ကပညာတော်ကိုဖြစ်စည်းဖို့လာတာမဟုတ်ဘူးတဲ့ကျွန်တော်အားလုံးကနားထောင်စေခြင်းလုံးလို့ပေးခဲ့တဲ့ပညာတော်10ပါးဟာဆိုရှင်ကျွန်တော်ဖရာသခင်ရဲ့မေတ္တာတော်ဂရိတော်တွေဖြစ်တယ်အဲ့ဒီမေတ္တာဂရိတော်ကိုကျွန်တော်အားလုံးကဆိုရှင်ချိုးဖြတ်ဖို့ရန်အတွက်မသိမ့်ဘူးချိုးဖြတ်ဖို့ရန်အတွက်မသိမ့်အောင်လည်းမကဘဲနဲ့ယေရှုခရစ်တော်ကိုယ်တိုင်ကအဲ့ဒီပညာတိကျမ်းအနာဂတ်တိကျမ်းတွေကိုဖြတ်ပယ်ဖို့ရန်အတွက်ငါလာတာမဟုတ်ဘူးတဲ့ဒီနေ့ဒါကြောင့်ဒီနေ့ခရစ်တော်ဒီကမ္ဘာလောကကိုရောက်ရှိလာတာဟာ ပညာတော်ကိုဖျက်ဆီးဖို့လာတာမဟုတ်ဘူးเนาะခရစ်တော်ဒီကမ္ဘာလောကကိုလာရောက်တာကဆိုရှင်ပညာတော်ကိုပို့ပြီးတော့မြဲမြံပြီးတော့မေတ္တာတရားတွေဘယ်လောက်ကြီးမားတယ်ဆိုတော့ပေါ်ပြဖို့ရောက်ရှိလာတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်လူသားတွေကဆိုရှင်ခရစ်တော်ဒီကမ္ဘာလောကကိုရောက်ရှိလာပြီးကားတိုင်းမှာအသေးခံလိုက်ပြီးဒါဒီတိခရစ်တော်ဆိုရှင်ကားတိုင်းပေါ်မှာအသေးခံလိုက်တဲ့ချိန်ကနေစပြီးတော့ပညာတော်ကဆိုရှင်မလို့တော့ဘူးစောင့်စရာမလို့တော့ဘူးဖျားရဲ့စကားနားထောင်စရာမလို့တော့ဘူးလို့ပြောနေတဲ့သူတွေကတပုတ်ကြီးပဲ။ ဒီနေ့ကျွန်တော်အားလုံးကတော့ရှင်ပညာတော်ကလို့ရှင်လိုက်လျှောက်ဆရာမလို့တော့ဘူးဘုရားရဲ့စကားနားထောင်ဆရာမလို့တော့ဘူးဆိုရင်အဲ့ဒီဘုရားသခင်ကိုသင်ယုံကြည်တယ်ပြောပြီးတော့ဘုရားသခင်ရဲ့စကားကိုနားမထောင်ရင်တော့သင်ကဘုရားသခင်တကယ်ပီတာပါမလားချစ်တဲ့မိစေပေါ့တော့ဒါဒီနေ့ကျွန်တော်ရအသက်တာမှာလို့ရှင်အလွန်မှပင်ဒီနေ့ဘုရားရဲ့သားသမီးတွေကဆိုသူရေလုံးဝစင်ကျင်တုံတရားနဲ့လုံးဝစင်ကျင်ရမယ်အချိန်ကာလဖြစ်ပါတယ်ဒါဒီနေ့ကျွန်တော်ရအသက်တာကိုကြည့်လိုက်တဲ့ခါမှာလို့ရှင်လူတွေကနားထောင်ခြင်းခွန်အားနည်းလာကြတဲ့ခါမှာ ယနေ့ကျွန်တော်ဖရားရဲ့သားသမီးခရိယန်တွေကဂိုင်းကနအများကြီး क्वे သွားတယ်ဂိုင်းကန၄တောင်းကျော်ဘာကြောင့် क्वे ရတာလဲဂိုင်းကနတွေဘာကြောင့်ဝဲပြဲကုန်ကြတာလဲဘာကြောင့်လဲတုံတင်ကြတယ်ဘာကြောင့်မားကုန်ကြတာလဲနောက်ကဘတော်ဒီအမှန်တရားဖြစ်တဲ့မှန်ကန်တဲ့နောက်ကဘတော်တမားချန်းစာဒီတအုပ်ထဲကိုကင်ဆောင်ကြပြီးတော့ဒီတမားချန်းစာရဲ့တုံတင်ချက်တွေတိုင်းမလိုက်လျှောက်ဖ ೇನೆ လူတွေကဘာဖြစ်လို့လဝဲဖယ်ကုန်ကြတာလဲဒီနေ့ချက်တဲ့မိတ်ဆွေပေါ့တော့နောက်ကဘတော်ဟာတို့ရှင်ကျွန်တော်အားလုံးတဲ့အမှန်တရားဖြစ်တယ် ဒီအမှန်တရားဒီကျွန်တော်အားလုံးအတွက်လွတ်မြောက်ဖို့ရန်အတွက်ပေါ်ပြပေးနေတာဖြစ်တယ်။ဒါနဲ့ကျွန်တော်ရဲ့တတ်တာမှဆိုရှင်လွတ်မြောက်ခြင်းအမှုကိုပေးနိုင်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်အားလုံးကတုံတင်တဲ့ခါမှာယနေ့ရောင်ရောင်မှားမှားနဲ့အလွဲလွဲမှားမှားနဲ့လူတွေကဆိုရှင်တုံတင်ကြတဲ့ခါမှာယနေ့အားလုံးကဆိုရှင်သွေးတော်မှာကြီးလိုက်တဲ့ခါမှာဂိုင်းကလာတွေအများကြီးပေါ်ပေါက်လာတယ်။ခရိယံလောက်ဂိုင်းကလာဒီလောက်များပြားတာဘယ်ဘာသာတရားမှမရှိဘူး။ဘာကြောင့်အသိခွဲတွေများပြားသွားတာလဲ။ဒီကအရေးကြီးတဲ့ချက်တည်း ဖယားသခင်ရဲ့အလိုတော်တိုင်းလူတွေကနားမထောင်တဲ့အတွက်ကြောင့်ဖြစ်တယ်။နားမထောင်ဘဲနဲ့ကိုယ့်အလိုတော်တိုင်းလိုက်လျှောက်ခဲ့တဲ့အတွက်ကြောင့်အယောင်ယောင်အမားမားအလွယ်လွယ်မားမားဖြစ်ကုန်ကြတာ။ဒါကြောင့်အာပြေလငါတို့ရှင်ဖယားရဲ့ကိုကပူစော်တဲ့ခါမှာသုံးနဲ့ပူစော်ခဲ့တယ်။ကာအီနငါတို့ရှင်မိမိထင်ယောင်ထင်မားတဲ့အလိုတော်ကိုမလိုက်လျှောက်နားမထောင်ဘဲနဲ့ကိုယ့်အထင်နဲ့ကိုယ့်အသီးနှံတွေကိုပဲပူစော်ခဲ့တာဖြစ်တယ်။ဒါဒီနေ့ချက်တဲ့ဘေးစေပေါ့လို့ဒီနေ့တင်တော့ရအသက်တာသည်အာပရီလကဲ့သို့ ။နော်ဖခင်ရဲ့စကားကိုတသိမ့်မသိမ့်နားထောင်မလား။ဖခင်စကားကိုတော့နားထောင်ပါတယ်။ငါဒီလိုလုပ်ရင်တော့မှန်မှန်ပဲဆိုတဲ့ကို့အတွင်းနဲ့ကို့အရင်းနဲ့ကို့ရဲ့ဆန္ဒနဲ့ယနေ့အားလုံးကလှုပ်ဆောင်တဲ့အဲထဲမှာကာအိနာကဲ့သို့မျိုးဖြစ်နေကြသလား။ဒီနေ့ကျွန်တော်ရဲ့အတ္တမှာစဉ်းစားကြည့်ပါ။ဘယ်အသိတော်မှရောက်နေတယ်လဲ။ဘယ်လိုမျိုးဥပုံတွေကိုကျွန်တော်ဆောင်ထင်းနေကြရတယ်။ဒီနေ့ကိုယ်တိုင်ကပြန်လဲပြီးတော့စမ်းစစ်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည့်တယ်။ဖျားသခင်ကလို့ရှင်သူ့ရဲ့ပညတ်တိကျမ်းအနာဂတိကျမ်းကို ဖျက်ပယ်ဖို့လာတာမဟုတ်ဘူးတဲ့နော်။ဘာကြောင့်လာတာလဲ။ဖျက်ပယ်ခြင်းကငါလာတယ်မဟုတ်တဲ့ပြေဆုံးစေခြင်းကလာတယ်။ဒါကြောင့်ယေရှုခရစ်တော်ဒီကမ္ဘာလောကကိုလာတာ။သူကတော့ရှင်ဖျားသခင်ရဲ့ကောင်းမြတ်ဆုံးနေတဲ့အကျွင်းမဲ့ပေးတော်မူသောမေတ္တာတရားကိုပူမိုပြည့်စုံမှုရအတွက်ယေရှုခရစ်တော်လာခဲ့တာဖြစ်တယ်။ဒါကြောင့်ဒီနေ့ချက်တဲ့မိတ်ဆွေပေါ့လို့ရှမသက်ခရစ်ဝင်ခန်းကြီးငါပိုင်ငယ်78မှာလဲပလေဘလို့ဖော်ပြလဲဆိုတော့ငါမှန်ဆိုဒီကတဲ့ကောင်းကင်နဲ့မြေကြီးမပြတ်ဆင်းမိတိုင်အောင် ပညာတိကျမ်းစာ၌အငယ်ဆုံးသောစလုံးဘိန်နုတလုံးများပြေဆောင်ခြင်းတော့မရောက်မီမပျက်စီးရချစ်တဲ့မိတ်ဆွေပေါ့တော့ကောင်းကင်နဲ့မြေကြီးပြည့်ရင်ပြတ်သွားပါစေကောင်းကင်နဲ့မြေကြီးရွေ့ရွေ့သွားပါစေပြောင်းမြန်စက္ကပ်ဖြစ်ဖြစ်သွားပါစေဖယားရဲ့နှုတ်ကပတ်တော်ဒီဘယ်တော့မှပြောင်းမြန်စက္ကပ်မဖြစ်ဘူးပုံမှန်တိုင်းပဲတက်မှတ်နေတယ်ဘယ်အရာကိုမှဖြည့်ဆည်းဖို့ရတဲ့ယေရှု အလိုမရှိဘူးဆိုတာကိုဖော်ပြထားတယ်ခြေတဲမိတ်ဆွေပေါင်းတို့ဒါဒီနေ့ကျွန်တော်အားလုံးကဆိုရှင်ဖရာရဲ့တုံသင်ချက်ကမှန်တယ်လူရဲ့တုံသင်ချက်ဒီလွဲနေတာဖြစ်တယ်နော်ဖရာကအမှန်ကိုပြောပြင်မဲ့လူတွေကဆိုရှင်အမားကိုတုံသင်ပြီးတော့ယနေ့ဘာကြောင့်တင်းတော်ဂိုင်းကနာတွေများဆော်ဖော်ပေါက်ပြီးတော့လူတဲ့ကိုယ့်အတင်းတော်ကိုယ့်အတင်းတော်ဆိုပြီးတော့ယနေ့ကိုယ်ွယ်စည်းကပ်နေကြတယ်ခြေတဲမိတ်ဆွေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်အတင်းတော်ကတင့်ကိုမကယ်တင်နိုင်ဘူးဘာသာကတင့်ကိုမကယ်တင်နိုင်ဘူးတင့်ကိုကယ်တင်တာသာဒီဖရာ ဖယားကတင်းကိုကဲတင်နိုင်တဲ့အတွက်ကြောင့်ဖယားသခင်ရဲ့အမှန်တရားဖယားရဲ့စကားကိုကျွန်တော်အားလုံးကယနေ့နားထောင်လိုက်ရှောက်ဖို့ကြတဲ့အလုံးမပင်ကြည့်ကြည့်တယ်။ဒါနှုတ်ကပတ်တော်ကဆိုရှင်ကျွန်တော်အားလုံးအတွက်နားထောင်တတ်ဖို့ကျွန်တော်ရဲ့အားလုံးရဲ့ရှင်သန်ရေးအတွက်ကျွန်တော်အားလုံးရဲ့အသက်တာမှာတင်းရစ်ရှင်ရစ်ထက်အရေးကြီးတာထက်ဘယ်အရာမှမရှိဘူးချစ်တဲ့မိတ်ဆွေပေါ့နော်။ဒါတင်းရဲ့ဘဝတင်းရစ်ရှင်ရစ်အရေးကြီးဆုံးအရာတည်ဖယားကိုယုံရင်ဖယားစကားကိုနားထောင် ဘုရားရဲ့လူတော်ဒီဘာလဲဆိုတော့တင်းကိုတိုင်ကသိရှိပြီးတော့သဘောပေါက်ဖို့ရအတွက်အလုံးမပဲရေးကြည့်တယ်။ဒါကြောင့်ရှင်မသက်ခရစ်ဝင်ခန်းကြီးငါပိုက်ငယ်စကားကြည့်တဲ့အခါမှာပညာတော်ကိုကိုယ်တိုင်လွန်ကျူးပြီးတော့လွန်ကျူးဖို့သူတစ်ပါးကိုတွန်တင်တော်သူကကောင်းကင်နိုင်ငံအကျိုးနဲ့နေမယ်တဲ့။ချစ်တဲ့မိတ်ဆွေပေါင်းဒါကြောင့်ဒါတမန်ကျမ်းစာဖော်ပြထားတာနော်ကျွန်တော်ရဲ့နှုတ်ထွက်မဟုတ်ဘူးကျွန်တော်ရဲ့ဒီပြောပြချက်တွေမဟုတ်ဘူးတမန်ကျမ်းစာကဘာပြောလဲဆိုတော့ပညာတော်ကိုလွန်ကျူးပြီးတော့ပညာတော်ကိုချိုးဖောက်ပြီးတော့ ဖခင်ရဲ့စကားကိုနားမထောင်ပဲနဲ့အခြားသူတွေကိုလည်းပဲမိမိရဲ့လွဲမားတဲ့အတိုင်းပဲပညာတော်ကိုလွန်ကျူးတဲ့အတိုင်းပဲဖခင်စကားကိုနားမထောင်တဲ့အတိုင်းပဲသူတစ်ပါးကိုလည်းပဲသွန်သင်တယ်လမ်းပြတယ်ဆိုရင်တဲ့အဲ့ဒီသူတွေကလို့ရှိရင်ကောင်းကင်နိုင်ငံအကျိုးနည်းလိမ့်မယ်ကောင်းကင်နိုင်ငံကထိုသူတို့ရဲ့နိုင်ငံမဟုတ်ဘူးတဲ့ဒီတော့ကြောင့်ကျွန်တော်အားလုံးဒီနေ့စဉ်းစားစရာစဉ်းကျင်စရာအလုံးမပင်ရည်ကြည့်တယ်နော်ချစ်တဲ့မိစေပေါ့နော်ဒါကြောင့်ဒီနေ့ကျွန်တော်ရအသက်တာကမစဉ်းစားမစဉ်းကျင်နဲ့တော့အသက်မရှင်ပါနဲ့ စဉ်းစားဆင်ခြင်အသက်ရှင်မှအသက်ကိုရမှာပဲမစဉ်းစားမဆင်ခြင်မနဲ့အသက်ရှင်တော့အသက်ပျောက်နေမယ်ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်မိမိရဲ့ဘဝတက်တာကိုတန်ဖိုးထားတယ်ဆိုရင်တော့ဒီနေ့ဖခင်ရဲ့အလိုတော်ကဘာလဲဆိုတာကိုသိရှိနားလည်သဘောပေါက်ဖို့ရအတွက်အလွန်မှပဲရည်ကြည်တယ်ဒါကြောင့်ဒီနေ့ထို့ကြောင့်အကျဉ်းသူသည်အငယ်ဆုံးသောပညာတစ်ခုကိုကိုယ်တိုင်လူကျွေသူတပားတို့အားလည်းထိုးအတူသွန်သိဤတဲ့ထိုးသူသည်ကောင်းကင်နိုင်ငံတော်၌အငယ်ဆုံးသောသူဖြစ်နေမယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ ျွန်တော်အားလုံးကအကြီးမြတ်ဆုံးသောသူရဲ့ကောင်းချိုးချမ်းသာကိုရဖို့ရန်အတွက်ကျွန်တော်အားလုံးကကိုတော်ပေးတဲ့ကောင်းချိုးချမ်းသာကဲတည်ခြင်းကိုရဖို့ရန်အတွက်ကျွန်တော်အားလုံးကလိုလားတန်းတနေကြတယ်လေဒါဆိုရင်ကဲတည်ခြင်းရလို့ရဆိုဘာလို့ရမလဲယုံကြည်ရင်နားထောင်အောင်ဖြစ်တယ်ယုံကြည်ရင်နားထောင်အောင်ဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါ့လို့ယုံကြည်တယ်ပြောပြီးတော့နားထောင်မှုမရှိရင်တော့ဒီနေ့ချစ်တဲ့မိတ်ဆွေကောင်းကင်နိုင်ကတော့မှအဲ့ဒီလိုကအကျိုးနဲ့နေမယ်တဲ့တမချမ်းသာက ဖော်ပြထားတယ်။ဒါကြောင့်ပညာတော်တို့ကိုကိုယ်တိုင်လိုက်လျှောက်ပြီးတော့သူတစ်ပါးကိုလည်းပဲလိုက်လျှောက်အောင်သွန်သင်မယ်ဆိုရင်ထိုသူဟာကောင်းကင်နိုင်ငံမှာအကြီးမြတ်ဆုံးသောသူဖြစ်နိုင်မယ်။ဒါကြောင့်ထိုသူဒီကောင်းကင်နိုင်ငံမှာကြီးသောသူဖြစ်နိုင်မယ်ဆိုပြီးတော့ဒီမှာဘာဖြစ်လဲဆိုတော့အကျဉ်သူဒီကိုယ်တိုင်ကျင့်၍သူတစ်ပါးတို့အားလည်းသွန်သည်ထိုသူဒီကောင်းကင်နိုင်ငံ၌ကြီးသောသူဖြစ်နိုင်မယ်။ဒီနေ့ကျွန်တော်အားလုံးရဲ့ရွေးချယ်မှုဒီအလုံးမပင်ရေးကြည့်ပါလေ။ဖျားကိုရွေးချယ်တာမှန်တယ်နော်။ သင်လည်းပဲဖရားကိုယုံတယ်ဘယ်အသင်းတော်မှာပဲရှိရှိဖရားကိုဒီဖရားပဲယုံကြတာလေဒီကျမ်းစာအုပ်ပဲကင်ကြတာဖြစ်တယ်တို့ပြတော်ညာလည်းပဲယနေ့ကျွန်တော်အားလုံးကကျမ်းစာကိုကင်ပြီးမှကျမ်းသာတွေကပေါ်ပြထားတဲ့အချက်တွေကိုအမှန်တရားတိုင်းပဲမယက်တီပဲနဲ့မှားတဲ့ဘက်မှာယက်တီနေတယ်ဆိုရင်တော့သင်ဟာကောင်းကင်တိုင်းကမှအကျိုးနဲနေမိမယ်ဒီနေ့အကျိုးနဲတဲ့ထဲမှာသင်ရောက်နေတယ်ဆိုရင်ယုံထွက်ပါနော်အကျိုးထူးအကျိုးမြတ် တကယ်ပဲကောင်းကင်တိုင်းကတော့မှကြီးမြတ်ဆုံးတော်သူမဖြစ်ချင်ဘူးလား အကြီးအမားဆုံးသောသူဖြစ်ချင်တယ်ဆိုတင်ပါလို့ရမလဲယုံကြည်လိုက်ရှောက်နားထောင်ရမှာဖြစ်တယ်ဒါမှသာလေကျင်ဟာကောင်းကင်နိုင်ရောမှာအကြီးအမားဆုံးသောသူဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ချစ်တဲ့မိတ်ဆွေတင်ဖျားကိုယုံရင်ဖျားရဲ့အလိုတော်ကိုလိုက်ရှောက်ဖျားစကားကိုနားထောင်ဖို့ရန်အတွက်ယနေ့ကျွန်တော်အလုံးအတွက်ဖျားပေးတဲ့အခွင့်ဒူးအခုလိုခွင့်ဒူးခွင့်ကန်နေတဲ့ယခုရယူပိုင်ဆိုင်ခွင့်ရှိတဲ့အချိန်မှာတင်ကိုယ်တိုင်ကစိတ်နှလုံးသားနဲ့ပြောင်းလဲပြီးတော့ဖျားကိုတကယ်ရှုံး ဘုရားရဲ့နှုတ်ကပတော်ရဲ့အမှန်တရားတိုင်းယက်တီဘုရားစကားကိုနားထောင်ဒါဆိုရင်သင်ရရှိမဲ့အခွင့်အရေးသည်ကောင်းကင်နိုင်ငံတော်မှာအကြီးမြတ်ဆုံးအခွင့်အရေးကိုရမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဒီနှုတ်ကပတော်အားဖြင့်သင်ရဲ့ဘဝတတာဆင်ခြင်နိုင်ဖို့ရန်အတွက်ကျွန်တော်အနေနဲ့ဒီကျမ်းစာတွေကိုသင်ထံပါလို့ရှင်သွန်သင်လမ်းပြလိုက်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ဒီနှုတ်ကပတော်အားဖြင့်ဝိညာဉ်ရဲ့တိဆောက်နိုင်ုံနဲ့မကပဲနဲ့အသက်တာအတွက်တကယ်ပဲအမောမြတ်ဆုံးဘုရားသခင်ကိုကိုယ်ွယ်ယုံကြည်ပြီးတော့တကယ်ပဲဘုရားစကားကို နားထောင်လိုက်ရှောက်နိုင်တဲ့ဖရာသားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါရစေ။ချစ်တဲ့မိတ်ဆွေများအားလုံးကိုဖျက်ကောင်းချီးချပေးပါစေ။